ငါးပါးတိလာရှောင်းနေလို့စီးပွားမဖြစ်ဘူးလို့ယူထင်မြင်တဲ့ပုံစံတွေလည်းရှိကြတကယ်ကတော့ငါးပါးတိလာဆိုတာစဉ်းစားကြည့်ပါငါးပါးတိလာငါးပါးသလုံးဟာ အလုံးဟာမစင်မရှောင်းဘူးဆိုရင် try criminal case ပဲတာရာဇဝမှုတွေကြီးပဲကောပြစ်မှုတွေကြီးပဲကောဆိုတော့ပါဏာတိပါဒမရှောင်းဘူးဆိုလူတွေမှာတော့ပါဏာတိပါဒတတ်လို့ရတဲ့အကောင်ရှိတယ်တတ်လို့မရတဲ့အရှိဟိုကလူတော့တော့မတတ်ဒီပြင်ကောင်တွေတော့တတ်လို့ရတယ်လို့ယူဆကြတယ် တဘုရားရဲ့ဆုံးမမှာတော့မဟုတ်ဘူး။ဖေသတ္တဝါကူမှမတန်။ကိုကျင်းစာတရားနဲ့မေတ္တာနဲ့ထား။ဖေသတ္တဝါကူမှမတရ။အဲ့တော့တချင်းဆိုတဲ့ဟာ criminal case တခုပဲ။တရားရုံးတွေမှာကြည့်ရင်ဘာနဲ့အပြစ်ဒဏ်ကြလူသားမှုနဲ့အပြစ်ဒဏ်ကြ။ဟောဒီလိုဟာမျိုးနဲ့လာတာလေ။အဲ့တော့တတ်တယ်ဖြတ်တယ်ဆိုတဲ့ဟာလေ။လူသားမှုဆိုတာရာဇဝမှုကြီးတခုဖြစ်တယ်။အဲ့တော့ဘယ်သတ္တဝါကူမှမတတ်ဘူးဆိုရင်ဒီရာဇဝမှုကိုကိုယ်တိုင်မှာဖြစ်เสียအကြောင်းမရှိတော့ လက်ကအဋ္ဌိဏဒါနဆာသူများပဲပေးတဲ့ပစ္စည်းကိုယူခြင်းမှရှောင်အောင်မရှောင်ဘူးဆိုရင်ဘာဖြစ်လဲသူများပစ္စည်းကိုလင်းယူတယ်ညာယူတယ်ခိုးယူတယ်မမမကန်ပစ္စည်းတွေနဲ့လဲယူတယ်အဲ့ဒီလိုလုပ်တယ်ဆိုရင်ဒါလည်း criminal case တစ်ခုဖြစ်သွားတယ်ရာဇဝမှုတစ်ခုဖြစ်သွားတယ်ဟာပစ္စည်းခိုးလို့တယ်တခိုးတည်းများဟာအဋ္ဌိဏဒါနမလုံလို့ဖြစ်တာပေါ့အဋ္ဌိဏဒါနလုံလို့ရှိရင်တခိုးတည်းများမဖြစ်ဘူးလူသက်ပြီးပစ္စည်းယူသွားတယ်ပြစ်မှုတွေက မြန်မာလူမျိုးတွေမကြားကြင်အဆုံးပဲလေနော်လူနဲ့တက်တဲ့ပစ္စည်းနဲ့ယူသွားတယ်ဒါရာဇဝမှုတွေပဲအကယ်၍သာငါးပါးတိလလုံးနေမယ်ဆိုလို့ရှိရင်ဒီပြစ်မှုမျိုးတွေဟာပေါ်မှာမဟုတ်ဘူးနောက်ကာမိသုမိစ္ဆာစာရကြည့်ကာမိသုမိစ္ဆာစာရဆိုတာမိသားစုတွေရှိကြတယ်ကိုမိသားစုကိုဂုံတိတ်ခါရှိရှိနေရထိုင်တယ်ဂုံတိတ်ခါကိုပြည့်ရွှင်းစေရိတ်လုံတယ်တို့ဘာလို့ဆိုတာဒီခုခေတ်မှာမကြားခြင်းအဆုံး ပြစ်မှုကြီးတစ်ခုဖြစ်အဲ့ဒီပြစ်မှုကြီးဟာလည်းပဲကာမိတ္တမိစ္ဆာစာရဝေရမဏိဆိုဒီကိုချင်းတိလာပြင်လိုက်တာနဲ့တပြိုင်နက်ဒီပြစ်မှုဟာပြောက်ကွယ်သွားနိုင်တယ်လေအခုတော့ဒီပြစ်မှုကြီးကလောကကြီးမှာဟုတ်နေရာတကာမှာမချခြင်းအဆုံးလို့ဖြစ်လာတယ်အဲ့တော့နာမတိလာလုံလိုက်မယ်ဆိုရင်ဒီပြစ်မှုတွေရှိလာမှာမဟုတ်ဘူးပေါ့နောက်ဘုဒ္ဓဝါဒဝေရမဏိစကားပြောရင်တစ်ဖက်သား အကျိုးပြပြအောင်လေးလေးလေးစားပြောတာပြောရှောင်းတယ်မန္တာဝေသာပြောတယ်လောကလူတွေကလိန်ပြောရမှအစဉ်ပြေတယ်လို့ယူဆကြတယ်ဟုတ်ပါဘူးပြောကြရှင်မန်တိုင်းပဲပြောလို့ရတယ်သို့သောမြတ်စွာဘုရားတုံတင်ဆုံးမထားတာချီပါဇတ်ဆိုတာမပြောဝဲနေလို့လည်းရတာပဲလေလိန်ပြောမှ အမဟုတ်တာအဲ့တော့လိန်ရမယ်ဆိုမလိန်ပဲနေမယ်ပေါ့မပြောပဲနေမယ်ပေါ့လိန်လိုက်လို့ရှင် လိန်ထားတဲ့အကြောင်းအရာတစ်ခုကပေါ်လာလို့ရှိရင်ဒီလူဟာလူလိန်ဆိုပြီးတော့တိတ်ပြီးတော့မယုံကြည်ကြတော့ကိုလိန်လိန်နိုင်တဲ့အတွက်ကြောင့်တစ်ဖက်သားမှာအကျိုးပြတ်သွားရင်ပို့ပြီးတော့ဆိုးတဲ့ပြဖို့တစ်ခုဖြစ်တာတစ်ဖက်သားကိုထိခိုက်နေတာဒါကြောင့်မို့မြတ်စွာဘုရားအပြောနဲ့ပတ်သက်ပြီးတော့ဆုံးမသွန်သင်ထားတာရှိစကားပြောမယ်ဆိုလို့ရှိရင်တဲ့မှန်တာကိုပဲပြောရမယ်မမှန်တာကိုမပြောရဘူးမမှန်ဘူးဆိုမပြောဘဲနေပြီမှန်တာပဲပြော မှန်တယ်ဆိုပြီးတော့ရောပြောတဲ့သလားတွေ့ရမယ်နော်ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ဟုတ်တိုင်းပြောရမလားလို့ဆိုရက်ဆောင်ပြအကျိုးရှိမှပြောအကျိုးမရှိရင်မပြောနဲ့အကျိုးရှိတယ်ဆိုတာဒီလိုပြောလိုက်တဲ့ဖြင့်ကိုယ့်အတွက်လည်းအရှင်ပြေတယ်သူ့အတွက်လည်းအရှင်ပြေတယ်အဲ့လိုကောင်းကျိုးချမ်းသာဖြစ်တဲ့စကားမျိုးပဲပြောမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်အဲ့ဒီလိုစကားမျိုးတောင်းအချိန်မီပြောရမလားလို့ဆိုမဟုတ်ဘူးပြောတယ်မှပြော ပြောချိန်တမ်းမှပြောမြတ်စွာဘုရားအချိန်မတိုင်မပြောနဲ့အဲ့တော့စကားပြောပြီဆိုရင်မှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်ပြောဖို့လည်းတင့်နေတဲ့အချိန်ရောက်ပြီဆိုမှပြောဒီလိုဆိုလို့ဒီပေါ့ဟုတ်ပြီပြောပြီဆိုတာတောင်းမှပဲစဉ်းစားလိုက်ဦးဘယ်လိုပြောမလဲပြောတာခါနှမျိုးရှိရိုင်းရိုင်းဆိုင်ဆိုင်ကြီးပြောမှလားရှင်းရင်ချင်းကြီးပြောမှလားဟောဆိုရိုင်းရိုင်းဆိုင်ဆိုင်ဘယ်တော့မှမပြောနဲ့ရင်းချင်းကြီးပြောတပည့်တန်တာခန္ဓာရဲ့စကားနဲ့ပြော ပို့လိုက် import လိုက်ဆိုတာရှိတယ်နော်ရင်ကျေးရမယ်ရင်ကျေးကြီးပြော ဟုတ်ပြီရင်ကျေးကြီးပြောတယ်တချို့ကရင်ကျေးကြီးပြောတော့လည်းပဲစိတ်แท้ကပုတ်နေတာရှိတယ်နော်မကောင်းတဲ့စိတ်နဲ့ပြောတာရှိတယ်အေးမြတ်စွာဘုရားစိတ်ထားတောင်မှပဲဒေါသစိတ်နဲ့မပြောနဲ့မေတ္တာစိတ်နဲ့ပဲပြောသူအကျိုးကိုလွန်လာတယ်ဆိုရင်စိတ်နဲ့ပဲပြောပါဟုတ်အဲ့တော့စကားပြောမှုဆိုတာ ਨੇ ပတ်သက်ပြီးတော့ ိုချင်းတီလာထိမ့်သိမ်းဆောက်ရှောက်တဲ့အခါမှာမှန်တာကိုသာပြောရမယ်မှန်လဲမှန်ရမယ်အကျိုးရှိတာကိုသာပြောရမယ်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောသင့်တဲ့အချိန်ရောက်မှပြောရမယ်ပြောပြီဆိုတဲ့အခါမှာနုညံ့သိမ်းမွေးတယ်ယဉ်ကျေးတဲ့စကားနဲ့ပြောပါစိတ်တက်ကလည်းမေတ္တာစိတ်နဲ့ပြောပါဆိုဒါပြည့်စုံနေပြီလေဒီအချက်၅ချက်နဲ့စကားပြောပြီးဆင်ញင်ပြီးတော့ပြောမယ်ဆိုလို့ရှိရင် အပြောကြောင့်ပြဿနာတက်တာမရှိဘူးလောကလူတွေဟာရံဖြစ်ကြတာအပြောကြောင့်ဖြစ်ကြတာများ communication ဆိုတာစကားပြောပြီးဆက်သွယ်တာပဲလေဒါကြောင့်မလို့အပြောနဲ့ပတ်သက်လာလို့ရှိရင် အခုလိုထိန်းသိမ်းဆောင်ရှောက်ချာအဲ့တော့ဘုဒ္ဓဘာသာဆိုရင်လိန်ပြီးပြောပြီးတစ်ဖက်သားအကျိုးဆုံးယူသွားပြီးဆိုရင်ပို့ပြီးတော့ပြစ်ကြီးလာအဲ့ဒါကြောင့်မလို့ဒါကိုလည်းရှောင်ရမယ်လို့ဒါလည်း criminal case ပဲ criminal case ဘာလို့လဲဆိုတော့ဘယ်မှာဖြစ်လိန်သွားတယ်နော် ဘသူဖြစ်နေသွားတယ်ဆိုတာလည်းရှိနောက်ဆုံးသူရမေရယာဆိုရင်ဘုရင်စေဝါတော့မပြောနဲ့တစ်ခါပါအလုံးဒုက္ခရောက်နော်တစ်ခါပါအလုံးဒုက္ခရောက်နေအောင်အဲ့တော့ဘုရားရဲ့အဆုံးအမရငါးပါးတိလလုံအောင်မယ်ဆိုတာလူတိုင်းလူတိုင်းဟာအသက်တက်တံမိုးထားပြီးတော့ငါးပါးတိလကိုထင်းထင်းရှားရှားကြမယ်ဆိုရင်လောကကြီးဟာဒီပြစ်မှုတစုံတရာကျွလွန်နေဆိုတာမဖြစ်လာတော့ အဲ့ဒါလူလောကမှာအဲ့ဒါမျိုးရှိခဲ့ဘူးလားဆိုရှိခဲ့ဘူးတယ်ဟုတ်ရှိရခင်တော့ဆိုရင်လိန်ပြောတယ်ဆိုတော့ဘယ်မှမကြဘူးလိန်တယ်ဆိုတာမရှိဘူးစေတ္တရာမင်းလက်ထက်မှာဆိုတော့လိန်တာမကြဘူးလို့တွားပြီးတော့ဝိုင်းကြည့်ကြလိန်တယ်ဆိုတာဘယ်လိုဟာလဲနော်လိန်တယ်ဆိုတာကိုရိတ်ခါယူပြီးတော့တွားပြီးကြည့်ရတဲ့အနေအထားမျိုးအဲ့ဒါလို့စင်စင်ကြဲတဲ့လူလောကကြီးကတစ်ချိန်တစ်ခါတော့မှဖြစ်ခဲ့ဘူးလေခဏိခေတ်တော့ဒါတွေအားလုံးဟာယိုးသွားတယ်နော် ရှင်းသွားတော့စင်ကြယ်တဲ့အနေထားပြပြလာ